ဘဝမှာအောင်မြင်ခြင်းရင်တက်တော့တက်တာနေလို့မရဘူးလို့အများအားပြောကြ Comfort Zone တွေကနေထွက်ရဒါအများအားကြားနေကြဟုတ်ပြီအဲ့ဒီ Comfort Zone တွေကနေဘလို့ထွက်မှာလဲကျွန်တော်ခဏခဏပြောတယ်ဘဝမှာလူချင်းတို့မှာ Zone ၄မျိုးရှိတယ်ဒီပုံမှာကျွန်တော်တို့တတ်ထားတယ်လို့ဘဝမှာ Zone ၄မျိုးရှိတယ်ပထမဦးဆုံးကတော့ Comfort Zone ပေါ့လူတိုင်းမှာ Comfort Zone ရှိတယ်အဲ့တော့ဒီပုံမှာကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က X ဝင်ရိုးနဲ့ Y ဝင်ရိုးရှိမှာပေါ့ငွေရိုးကသင်ခက်တယ်လို့ပဲအဲ့တော့ဒီဘက်မှာပါရှိတယ်ကျွန်တော်တို့ကအပြောင်းအလဲတွေရှိတယ်ဒီဘက်မှာအပြောင်းနေ ။ဟောဒီဘက်မှာဘာရှိလဲဆိုတော့ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေခံမှန်းမှုတွေနီးပညာတွေ။အဲ့တော့ကျွန်တော်တို့ဘဝမှာအကိုကျွမ်းကျင်တယ်တိတ်လည်းမခံမှန်းဘူးကိုလည်းဒီနီးပညာနဲ့ရင်းနှီးနေတယ်အပြောင်းလဲလဲတိတ်မလုပ်ချင်ဘူးဆိုတော့ဒီဘက်မှာဘာဖြစ်မလဲ comfort zone လို့ခေါ်လူတိုင်းမှာသူ့ရဲ့ comfort zone တွေရှိတယ်။လူတိုင်းကတော့တတ်တောင့်တတ်တာနေကျင်ကြတာတွေကြီးပဲ။ဒါမှကျွန်တော်ခဏခဏပြောကျွန်တော်တို့မှာကျွန်တော်တို့ရေတိုးမှာတက်တောင့်တက်တာဖြစ်စေတဲ့အရာတွေကရေရှိမှာကျွန်တော်တို့ကိုအခက်အခဲတွေ့စေ ကျွန်တော်တို့ရေတိုးမှာခက်ခဲစေတဲ့အရာတွေကြမ်းတမ်းစေတဲ့အရာတွေကရေရှင်မှာကျွန်တော်တို့တတ်တောင့်တတ်တာတတ်တာရာဖြစ်စေဒါကြောင့်ဘဝမှာကိုဘဝတလျှောက်လုံးကိုတတ်တာရာရာအောင်မြင်မြင်နေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ comfort zone ထဲမှာပဲနေလို့မရအောင်တတ်တောင့်တတ်တာ zone ကနေအပြင်ကိုထွက်ဖို့လိုတယ်အဲ့တော့တတ်တောင့်တတ်တာ zone ကနေ comfort zone ကနေကျွန်တော်တို့အပြင်ကိုထွက်လိုက်ရင် stretch zone ဆိုတာရောက်သွား stretch zone ဆိုတာကိုကိုကို တခါတည်းတွန်းအားတစ်ခုနဲ့ပြင်းအားတစ်ခုနဲ့ကြိုးစားတာပေါ့နော်အဲ့တော့ကျွန်တော်အများတန်းပြောတယ်ဒီတရေခွင်း theory နဲ့ကျွန်တော်ပြောတယ်အော်ဒီဘက်မှာကျွန်တော်လန်ညိုးတစ်ချောင်းရှိတယ်ဒါကျွန်တော်ရဲ့ဒီဘက်ကလန်ညိုးကကျွန်တော်ဘဝလို့ပြောရင်ဒီလန်ညိုးကပါလေကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်းချက်ဟုတ်ပြီနော်လန်ညိုးနှစ်ချောင်းပဲရှိတယ်ဒီဘက်တစ်ချောင်းကကျွန်တော်ဘဝလက်ရှိကျွန်တော်ရှိနေတဲ့အရာဒီဘက်ကလန်ညိုးကကျွန်တော်သွားခြင်းဖြစ်ချင်တဲ့ရည်မှန်းချက်အဲ့ဒီနှစ်ခုကြားမှာတွေ့လာပြင်းအားတစ်ခုရှိတယ်အဲ့ဒါကြားထဲမှာကျွန်တော်တရေခွင်းနဲ့ဥမာပြထားတယ်အဲ့ဒီပြင်းအားဟာ အတိုင်းတာတစ်ခုအထိကျွန်တော်တို့ဒီမှာပြင်းအားတစ်ခုရှိဖို့လိုတယ်ဒါဟု stretch zone နဲ့ရောက်တယ်လို့ခေါ်ဒါမှကျွန်တော်တို့ကစူးစမ်းအထောက်အပံ့ရှိစဉ်းစားကြည့်လိုက်အာကိုဘွားကိုလက်ရှိရှိနေတဲ့ဘွားနဲ့ရည်မှန်းချက်ကဘလောက်မှမရှိဘူးကိုကလည်းတတ်တောင်းတတ်တာလေးတွေပဲသူများဖြစ်ချင်တာပဲကိုဖြစ်ချင်တယ်တဖြည်းဖြည်းတဖြည်းရော့ရင်ရော့ပါဖြစ်မလဲဒီတေကွင်းပြုတ်ကျသွားလိမ့်မယ်ဘွားဟာဘာအိပ်ပဲမှမရှိတော့ comfort zone ထဲမှာပဲနေမယ်သို့တော့ဒီ stretch zone ကနေပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းဆက်စူးစမ်းရင် risk zone ဆိုတာရှိတယ်အဲစီးပွားရေးမှာလည်းတခါတလေကြာရင် risk ကို you are စီးပွားရေးမှာကကျွန်တော်တို့က risk ဆိုတဲ့သဘောကစုံရှုံနိုင်ခြင်းနဲ့နော်ကျွန်တော်တို့ကအကျိုးအမြတ်ကဓာတ်ရိုက်အချိုးကြဒါကြောင့် stress zone ကနေထပ်ပြီး risk zone ဆိုတာပါတခါတချို့ဘဝဘဝမှာကျွန်တော်တို့ကစူးစမ်းရတာပေါ့နော်တခါတလေကြာရင်အော်ကျွန်တော်တို့ကစီးပွားရေးမှာဖြစ်ဖြစ်လူမှုရေးမှာဖြစ်ဖြစ်နိုင်ငံရေးမှာဖြစ်စူးစမ်းရတဲ့အချိန်တွေရှိတယ်တခါအပြင်းထန်စူးစမ်းရတယ် တခါတလေကျဟိုအောင်ဝဲနဲ့เนาะကျွန်တော်တို့ကဟိုဘာမှမသေးကြဘူးစူးစမ်းအထောက်ဒါကြောင့်ဒီသေခွင့်ကလည်းဒီလို stress zone မှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကစူးစမ်းရင်စူးစမ်းရင် risk zone တွေကိုရောက်သွားမှဆိုတော့တော်တာသေခွင့်ပြတ်တော့မယ်အသေခွင့်ပြတ်တဲ့အထိပြောချင်တာတော့ကိုလုံးနိုင်တာထက်ပို့ပြီးတော့စူးစမ်းအထောက်လိုက် dead zone လို့ခေါ်တယ်သေခွင့်ပြတ်တဲ့အဆင့်ကိုရောက်သွားရင်တော့ဘဝပြတ်သွားတယ်အဲ့ဒါကို dead zone လို့ခေါ်ဘဝမှာကျွန်တော်တို့ကဒီပမာဏကိုသိဖို့လိုတယ်ကိုဘဝမှာဒီသေခွင့်ပြင်းအားသည့် အတိုင်းနာတစ်ခုတည်းရှိမှာအောင်မြင်နေတဲ့သူတွေမှန်သမျှသည်သူတို့ဖြစ်နေတဲ့အချိန်သူတို့ဘဝနဲ့သူတို့ရည်မှန်းချက်ကအမြဲတမ်း stretch zone နဲ့ risk zone ထဲမှာသူတို့ကြိုးစားနေကြတာဖြစ်တယ်။အေးကျွန်တော်တတ်တောင်းတတ်တာနဲ့ဘဝကိုနော်လက်ကြောမတင်မဲ့နဲ့ကျွန်တော်ဖြတ်တန်းတဲ့သူတွေကတဖြည်းဖြည်းနဲ့ပါလေဒီမှာတေးဝင်းကိုသူတို့မှပြင်အောင်တေးဝင်းကအောက်ပြုတ်ကြတယ်။ဒါပေမဲ့တချို့တေးဝင်းပြတ်သွားတဲ့သူတွေရှိတယ်။ duck zone တွေကိုရောက်သွားလို့အဲ့တော့ကိုယ့်ရဲ့လောက်ကိုင်းနိုင်ဇွမ်းခန့်မှန်းနိုင်ဇွမ်းကိုယ့်ရဲ့နီးပညာကျွမ်းကျင်မှုကိုဘွားမှာကိုလုံနိုင်တဲ့အပြောင်းလဲဒီနှစ်ခုကြားမှာ ျွန်တော်တို့ဘဝဟာကစားပြီးတော့မှ zone 4 zone ထဲမှာ play ရ comfort zone stretch zone risk zone tag zone အဲ့တော့ကျွန်တော်ခုနကပြော comfort zone ကတော့ဒါကလူအများစု နေနေတာပေါ့တရားမှာလူ90လောက်က comfort zone ထဲမှာပဲနေလူ3မျိုးရှိရလို့ကျွန်တော်ခဏခဏပြောပထမအမျိုးအစားပဲ comfort zone ထဲမှာနေဘဝဟာဘာမှမကြိုးစားဘူးတို့တို့မှအိမ်မက်တွေလည်းမရှိဘူးကန်ဆက်ဆရာကတို့တို့မွေးကလေးကတို့တို့ချပေးတဲ့နေရာမှာပဲမွေးတဲ့အချိန်ကနေတည်တဲ့အချိန်ထိအဲ့ဒီမှာပဲနေသွားတယ်တတရာပဲ comfort zone လို့ခေါ်တယ် နော်အဲ့တော့တို့ကကံကောင်းရင်လည်းကောင်းသလိုပဲနေသွားကံဆိုးရင်လည်းဆိုးသလိုပဲနေသွားအဲ့ဒီ comfort zone ကနေနည်းနည်းထွက်တဲ့ဒုတိယအမျိုးအစားသည် stretch zone တွေကိုရောက်လာတဲ့အမျိုးအစားဖြစ်တယ်အဲ့ဒီအမျိုးအစားကတော့တို့အိမ်မက်တွေပြကြိုးစားတယ်ဒါပေမဲ့တို့ risk ကိုမယူရဲဘူး stretch zone မှာပဲရှိ risk zone တို့မကူးရဲတော့ဘူးအဲ့တော့တကြိမ်ကြိုးစားတယ်မအောင်မြင်ဘူးအပပအော်ပြီးတော့ဆက်မကြိုးစားတော့နှစ်ကြိမ်လောက်ကြိုးစားတယ်ထပ်ကိုမကြိုးစားနေတော့နှစ်ကြိမ်လောက်ဆိုနှစ်ကြိမ်လောက်ကြိုးစားတဲ့သူကတော်တော်ရှားသွားပြီမအောင်မြင်အပပအော်ပြီးတော့သူတို့ဘဝတစ်လျှောက်လုံးဘာမှဆက်မကြိုးစားတော့ ပြီးရင်ဘာလုပ်လဲသူတို့တသက်လုံးအဲ့ဒီသူတို့လက်လျှော့ခဲ့တာကိုထိုင်ပြီးတော့နောင်ဒတွေရပြီးရင်ဘာလဲဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့လောကကြီးကိုသူတို့အပြစ်တင်ရင်လည်းကုံဆုံးသွားတယ်သူတို့အချက်တတရအမျိုးအစားကတော့လောကမှာအ ਨੇ ဆုံးပဲကျွန်တော်တို့မော့ကြည့်နေရတဲ့သူတွေဖြစ်တယ်အဲ့ဒီသူတွေကတော့ဘဝမှာသူတို့တွေဟာသူတို့ဖြစ်ချင်တဲ့အရာတစ်ခုအတွက်ခွန်အားအပြည့်နဲ့အာသွန်ခွန်ဆိုင်ကြိုးစားတယ်မဖြစ်မချင်းကြိုးစားတယ်သူတို့ရဲ့ဆန္ဒတွေက တို့ရင်ဆိုင်ရတဲ့အခက်အခဲတွေတဲ့အများတဲ့အပေါ်မှာရှိတယ်ကျွန်တော်တို့ရင်ဆိုင်ရတဲ့အခက်အခဲတွေကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒအများတဲ့အပေါ်မှာရှိဖို့လိုတယ်ဆန္ဒရှိရင်လမ်းကြောင်းတွေပွင့်နေအဲ့တို့ကပါ risk zone တဲ့အထိတို့ရောက်တယ်ဒါထိတ်တန်းအောင်မြင်နေတဲ့သူတွေဖြစ်တယ်အေးတချို့ကျတော့ဝိသမလောဘတွေဝင်လာပြီးတော့မှ deck zone နဲ့ရောက်သွားတယ်ကိုလုံးနိုင်တာထက်ပို့ပြီးတော့ရည်မှန်းချက်ပြိသွားတဲ့သူတွေကတော့ deck zone နဲ့ရောက်သွားတာဖြစ်ဒါကြောင့်လူချင်းမတို့ဒီဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်တော့ကိုကဘယ်အချိန်မှာ stress zone ထဲမှာနေရမလဲဘယ်အချိန်မှာ risk zone ထဲကိုသွားရမလဲ comfort zone နဲ့ ဒက်ဇုံမရောက်အောင်ဘယ်လိုကစားမလဲအဲ့ဒါဒီဘဝကစားပွဲအတွက်လူချင်းမင်းတို့ရဲ့ကစားပုံစီမံကိန်း plan ဖြစ်ပါတယ်လို့ chicken စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းမင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အော်ဒီ season ကြည့်တဲ့သူတွေအတွက်လည်းကျွန်တော်ရဲ့စာအုပ်ငါးအုပ်လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်အဲ့တော့ဒီ season မှာပါဝင်ခြင်းကျွန်တော်အခုဒီ video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်ကငါးအုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့ တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့မေတ္တာအားသာချက်အောင်မြင်ခြင်းလက်ဆောင်မြန်မာနီးမြမဟန်မားကတ်တင်းနဲ့အမှုပညာမြောက်စွာဟောပြောခြင်းစာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်အမှတ်တရလက်မနဲ့တူအိမ်နိုင်ရာရောက်ပို့ကပါမပေးရပါဘူးအခမဲ့ပို့ဆောင်ပေးမှဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ် ဲ့တော့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တို့တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ်3လပိုင်း match လမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding တင်တန်းဖြစ်ပါတယ်အဲ့တော့လာမယ်မြန်မာနှစ်သစ်မှာမိမိတို့ရဲ့ personal brand ကိုမြင့်တင်ပြီးတော့အောင်မြင်မှုကိုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်ပါတယ် online တင်တန်းဒီအခုလာမယ် match လ25ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဒေတာတီတီကဘာဒေတာတီတီကတက်နိုင်ပါတယ်အပြင်လူတွေ့တင်တန်းကတော့မတ်လ29 30စနေတင်းတွေနေ့ရက်မှာမနက်7:00နာရီနဲ့ညနေ6:00နာရီအထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ AML တင်တန်းကြောင်းမှာနှစ်ရက်အချိန်ပြည့်တက်ရောက်မှာဖြစ်ပါတယ်အဲ့တော့လူကြီးတို့ online ပဲတက်ချင်တက်ချင်အပြင်ပဲတက်ချင်တက်ချင်လူကြီးတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမရင်းနဲ့ Messenger message မှာဆင်းပေးထားပြီးပါကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးပါမယ်အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို20% discount ဆက်ပေးထားပါတယ် ်အဒီသင်တန်းဒီ personal branding သင်တန်းတို့ဆိုတာနဲ့ညီအဓိက၃ခုတင်ပါနံပါတ်၁အချက်ကတော့ကျွန်တော်တို့ personality development လို့ခေါ်တယ်ကိုယ်ယူကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုဖြစ်တယ်ကိုယ့်ရဲ့ကိုယ်ယူကိုယ်သွေးကိုကောင်းစွာနားလည်ပြီးတော့မှအဲဒီကိုယ်ယူကိုယ်သွေးကိုဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မလဲဒါကိုကျွန်တော်တို့လေ့လာသင်ကြပါ ဒုတိယအချက်ကတော့ personal development plan လို့ခေါ်တဲ့တကိုယ်ရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဒါကိုကျွန်တော်တို့အတူတူရေးဆွဲမယ်။နောက်တတိယအချက်အရေးကြီးဆုံးကတော့ personal branding လို့ခေါ်တဲ့ဒါကတော့ marketing နေပါမှာပေါ့နော်။မိမိတို့ရဲ့ personal brand ကို ။ online မှာရောမိမိတို့ရဲ့လက်တွေ့လုပ်ငန်းခွင်တွေမှာရောမိမိတို့ရဲ့ image ကိုဘယ်လိုတည်ဆောက်မလဲ။စတာတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်စွာလေ့လာသင်ရမှာဖြစ်ပါတယ်။သင်ကြားမဲ့ပုံစံကတော့ online သင်တန်းဒီသင်တန်းစတင်မဲ့ March 25ရက်နေ့အင်္ဂါနေ့ကနေစတင်ပြီးတော့နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမှာဖြစ်ပါတယ်။အဲ့တော့ recorded video တွေဖြစ်တဲ့အထက်ထက်ပြန်ကြည့်နိုင်တယ်။တဏ္ဍကာလတစ်လပြီးသွားတဲ့အချိန်တော့နောက်6လတစ်နှစ်လောက်အထိကျွန်တော်တို့ group ကိုမဖြတ်ပဲထားရပေးမှာဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်ပါတယ်။ live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေကျွန်တော် live လုပ်မိတင်မှာဖြစ်တယ်တပတ်စာလုံးသင်ခန်းစာနဲ့ပတ်သက်ပြီး machine learning တာတွေမျိုးတို့မေးမြန်းလိုတာတွေကို zoom မှာကျွန်တော်ရင်းနှီးချစ်ခင်ဆိုတာမေးမြန်းနိုင်တယ်အဲ့တော့ကျွန်တော်တို့တင်တဲ့တက်နေတဲ့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပြင်လူတွေ့တင်တဲ့ကတော့အဲ zoom ဒီ recorder ကိုလည်းနောက်ရမှာ zoom မတက်နိုင်တဲ့သူတွေအတွက် facebook group ရော telegram private channel မှာရောပြန်တင်ပေးမှာဖြစ်ပါတယ်အပြင်လူတွေ့တက်ချင်တဲ့သူတွေကတော့ match လာ29 30မှာ တောင်စံတ3လာမှာရှိတဲ့ကျွန်တော်တို့ ML သင်တန်းကျောင်းမှာ Yeni Chicken ဆိုတာတွေ့ဆုံပြီးတက်ရောက်มาဖြစ်ပါတယ်။ဒါကြောင့်အခုပဲမိမတို့ရဲ့ personal brand ကိုမြင့်တင်ပြီးတော့အောင်မြင်မှုကိုတည်ဆောက်လိုက်ကြပါစို့။ We must walk together. We must build our nation.